ဘာအင်အားကြီးဆုံးနိုင်ငံတွေကြောင်းတွေးလိုက်တဲ့အခါအမေရိကန်ပြည်ထောင်စုကိုပဲအရင်ဆုံးပြင်းပြင်းကြာမှာပါ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်20အတွင်းရုပ်ကကမ္ဘာချိန်ခွင့်ရှာကိုပြောင်းလဲပြလိုက်ပါပြီ။ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သလိုအကြီးဆုံးပို့ကုန်တင်ပို့သူလည်းဖြစ်ပါတယ်။ဒါအပြင်ကြီးမားတဲ့ချိန်ခွင့်တွေနဲ့ပုံမျိုးစဲနိုင်ငံတွေကိုအဓိကခြေပေးသူလည်းဖြစ်ပါတယ်။ဝါရှင်တန်နဲ့မတူတာကပေကျင်းဟာသုံးသွေးရေးအကျွေးနဲ့အခြေခံစောင့်ဝင်တွေကတစင်ဩဇာလွှမ်းမိုးပါတယ်။အချို့နိုင်ငံတွေဆိုရင်ပြုံနဲ့ရန်ကိုယင်းဒီပတ်သက်နေတာကြောင့်သူမပါပဲလက်ပတ်နိုင်ခြင်းမရှိပါဘူး။ ဒီနေ့မတရားမှုပါပဲပုံမှန်တိုင်းလည်းပတ်နိုင်ခြင်းမရှိတဲ့နိုင်ငံခုနှစ်နိုင်ငံကိုဖော်ထုတ်ပြသပေးသွားပါမယ်။အခြားတင်ငယ်မှာဗီဒီယိုတွေကချက်လက်အားလုံးဟာညီစိတ်ချရတဲ့ရင်းမြစ်တွေကနေရိုက်ဥထားတာဖြစ်ပြီးပေါ်ပြချက်တွေကရှင်မှာမူရင်းလင်းတွေကနေစင်သွားရောက်လေ့လာဆောင်စားနိုင်ပါလိမ့်။အာဂျင်တီးနာအာဂျင်တီးနာဟာတောင်အမေရိကရဲ့ဒုတိယစီးပွားရေးကြီးဆုံးနိုင်ငံဖြစ်ပေမဲ့အတည်ငြိမ်ဆုံးနိုင်ငံတွေထဲကတစ်ခုပါပဲ ဆယ်စုနှစ်များစွာကြာအောင်ကြုံတွေ့ခဲ့ရတဲ့ငွေကြေးဖောင်းပွားမှုနဲ့တတလဲလဲဖြစ်ပေါ်ခဲ့တဲ့ကျွေးမဆက်နိုင်မှုတွေကြောင့်နိုင်ငံအခြေအနေဆိုးရွားနေပါတယ်။၂၀23ခုနှစ်ဧပြီလမှာအာဂျင်တီးနာဟာအမေရိကန်ဒေါ်လာအစားရန်ငွေနဲ့တင်သွင်းကုန်တွေကိုစတင်ပေးချေခဲ့ပါတယ်။ဒီလိုလုံနိုင်တာဟာပေကျင်းရဲ့ထောက်ပံ့မှုကြောင့်သာဖြစ်ပါတယ်။ဒီကလက်ရှိမှာဘရာဇီးပြည်အာဂျင်တီးနာရဲ့ဒုတိယအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်လာပါတယ်။ပေပုံအမေသားနဲ့အာဂျင်တီးနာရဲ့လီသီယမ်ပို့ကွန်ရဲ့၃ပုံ၃ပုံနီးပါးကိုတရုတ်ကအမြောက်များဝယ်ယူထားပါတယ်။ ်နီဒီယန်ဟာလျှက်စစ်ပတ်တရီအတွက်အရေးကြီးပြီးပေကျင်းအားဒီကမ္ဘာဈေးကွက်ကိုလွှမ်းမိုးထားပါတယ်။အယုတ်ကအာဂျင်တီးနားတဝန်းလုံးမှာရှိတဲ့ဆယ်တွေမြေထားလမ်းတွေနဲ့ဘဏ်အစီမံကိန်းတွေကိုလည်းငွေကြေးထောက်ပံ့ပေးထားပါတယ်။ညင်ပေါ်ကြအကောင်းဆုံးစီမံကိန်းတွေကတစ်ခုကတော့ပိုက်ကိုနီးယားမှာရှိတဲ့တရုတ်အာကာသခြေရာခံစခန်းပဲဖြစ်ပါတယ်။အမေရိကန်နဲ့ဥရောပကဝီဗန်တူတွေကဒါဆေးအဆောင်ချောင်းနေရာတစ်ခုဖြစ်လာနိုင်တယ်လို့ပြောကြပါတယ်။ပေကျင်းရဲ့ငွေကြေးထောက်ပံ့မှုကမရှိမပြတ်လိုအပ်တာကြောင့်အာဂျင်တီးနားကလက်ခံခဲ့တာဖြစ်ပါတယ်။ 2023ခုနှစ်နိုဝင်ဘာလမှာတရုတ်ကဘူနိုအေရီနဲ့ငွေကြေးလဲလဲနိုင်ငံသက်တမ်းတိုးခဲ့ပါတယ်။ဒီသဘောတူညီချက်ကအာဂျင်တီးနားကိုဘီလီယံနဲ့ချီတဲ့ယွမ်တွေရရှိစေခဲ့ပြီးသူ့ရဲ့ဗန်နာရေးကိုတည်ငြိမ်အောင်ထင်ထားနိုင်ခဲ့ပါတယ်။ဒါသာမရှိခင်ပီဆိုငွေကြေးဟာပိုပြီးပြိုလဲသွားနိုင်ပါတယ်။ပီချင်ကသူ့ရဲ့ထောက်ပံ့မှုကိုရုတ်တရက်ရုတ်သိမ်းလိုက်ရင်အာဂျင်တီးနားကနောက်ထပ်ဗန်နာရေးပြိုလဲမှုကိုရင်ဆိုင်ရပါလိမ့်မယ်။လောကိုင်းပုံပုံနဲ့သူရဲ့ငွေကြေးလက်ပတ်မှုတွေတော့ဒီနေ့မှတရုတ်ပေါ်ကြီးကြပ်မိခိုနေရပါတယ်။နံပါတ်6ချမ်ပီယာ ။ဇမ်ဘီယာအာဖရိကရဲ့ထိတ်တန့်ကျင်းနေတင်ပို့သူတွေကတခုဖြစ်တယ်လို့ပြောအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။သူရဲ့ပြင်ပကြွေးကအမေရိကန်ဒေါ်လာ16ဘီလီယံကျော်ရှိပြီးလုံးဝတဘုံလောက်ကိုတရုတ်ကိုပေးစရာရှိနေပါတယ်။ရုပ်ပန်တွေကလေစိတ်တွေလမ်းတွေနဲ့ဖရီဘာမြောက်ပတ်ကန်ဓာတ်အုပ်ချက်ရေးကိုငွေကြေးထောက်ပံ့ခဲ့ပါတယ်။အဲဒီစီမံကိန်းတစ်ခုနဲ့ဇမ်ဘီယာရဲ့ဒါအလိုင်းကို360မဂါဝတ်ထပ်မံဖြည့်တင်းပေးခဲ့ပါတယ်။ဒါသာမရှိရင်ဇမ်ဘီယာဟာပုံပြီးပြင်းထန်တဲ့မြေပြတ်တောက်မှုတွေကိုကြုံရပါလိမ့်မယ်။ ကင်းဒီတင်ဖို့မှုဟာဇမ်ဘီယာရဲ့ဒီပွားရေးတက်သွေးကြောဖြစ်ပြီးတရုတ်ကတော့သူ့ရဲ့အကြီးဆုံးဝယ်လက်ပါပဲ။ဒါကပေကျင်းဟာကင်းဒီရဲ့ဝယ်လိုအောင်ကိုရောဇမ်ဘီယာရဲ့အကျွေးအများစုကိုပါထင်ကျုပ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။2023ခုနှစ်နဲ့2024ခုနှစ်မှာဇမ်ဘီယာကဂျီတော်နီမူပေါင်းအောင်မှာအကျွေးပြန်လဲဖွဲ့စည်းရေးအတွက်ညှိနှိုင်းခဲ့ပါတယ်။ဇမ်ဘီယာဘလောက်ဒီအကျွေးသက်သာခွင့်ရမလဲဆိုတာဆုံးဖြတ်တဲ့နေရာမှာတရုတ်ကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ဝေဖန်သူတွေကတော့ပြည်ချင်းကမဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကိုတင်းယုံနိုင်ချေရှိတဲ့အကျွေးထောင်ချောင်းအကြောင်းတတိပေးနေကြပါတယ်။ ဒါပေမဲ့ရရှိတွေကတော့တခြားပဲမိဖက်ကားမှလော်ရီတိုင်းတာကြည်တဲ့ငွေချေးဖို့စမ်းသမ်းမရှိဘူးလို့ပြောပါတယ်။အေယုရဲ့ဝယ်လိုအားအနဲ့တွားရင်ဒါမှမဟုတ်တရုတ်ချင်းဝင်ရှင်တွေကတန်းတိုးဖို့ညင်ဆန်ခဲ့ရင်ဇမ်ဘီယာအကြက်တဲနဲ့ညင်ဆန်ရပါလိမ့်မယ်။စေယုံကြောင်းတွေနဲ့လာဆာတွေအတွက်ဆိုရင်တရုတ်ကငွေချေးထောက်ပံ့ထားတဲ့ငွေတွေပေါ်မှာကြီးကျယ်မိခိုနေရပါတယ်။နံပါတ်5ယူကန်နာယူကန်နာကသူ့ရဲ့နာဂတ်ကိုတရုတ်ငွေနဲ့ခိုင်မြဲစွာချိတ်ဆက်ထားပါတယ်။ပကျင်းကသူ့ရဲ့အကြီးမားဆုံးနှစ်နိုင်ငံကြားချင်းွေရှင်ဖြစ်ပြီးအများပြည်သူအကျွေးရဲ့အများစုကိုကင်တာပါတယ်။ယူကန်နာရဲ့အကြီးဆုံးတာအပိစီမံကိန်းဖြစ်တဲ့ ဖယံမကရှိကာရူမဆယ်ကိုကီနိုဟိုက်ဒရိတ်ကတည်ဆောက်ခဲ့တာပါ။အဓိကငွေကြေးထောက်ပံ့မှုကတေးဝဲဘဏ်ကနေအမေရိကန်ဒေါ်လာ3.4ဘီလီယံလောက်ရရှိခဲ့ပါတယ်။ကာရူမသာမရှိခင်မီပြတ်တောင်းမှုတွေကယူကနာရဲ့စက်ရုံတွေနဲ့စေးရုံတွေကိုတော့ကပေးပါလိမ့်မယ်။ရုပ်ကအဝေးပြလန်တွေ၊ရင်းနှံပိုက်လိုင်းတွေနဲ့အင်တာဗီလေးစိတ်ဒိုးချက်ရေကိုပါငွေကြေးထောက်ပံ့ခဲ့ပါတယ်။ဒီလေစိတ်အတွက်အမေရိကန်ဒေါ်လာတန်း200လောက်ချင်းငွေက2021မှာအငင်းပွားမှုတွေဖြစ်စေခဲ့ပါတယ်။ဝေဖန်သူတွေကယူကန်နာကအကျိုးမဆက်နိုင်ခဲ့ရင်ထိန်းချုပ်မှုဆုံးရှုံးနိုင်တယ်လို့ဆိုရင်ခဲ့ကြပေမဲ့အဆိုရကငြင်းဆန့်ခဲ့ပါတယ်။ ။အဲမဲ့လည်းစီကံချက်တွေကတင်းကျပ်ပြီးပီကျင်းရဲ့လွန်မှုမှုကိုပြသနေပါတယ်။ပြည်ုပ်ကယူကန်နာရဲ့ဆောက်လုပ်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍကိုလည်းလွန်မှုထားပါတယ်။ electronic ပစ္စည်းတွေကနေအဝတ်အထည်တရုတ်ပစ္စည်းတွေကယူကန်နာဈေးဝယ်တွေကိုပြည့်နှက်နေပြီးပီကျင်းဟာယူကန်နာရဲ့ပို့ကုန်တချို့ကိုအဓိကဝယ်ယူသူလည်းဖြစ်လာပါတယ်။ပြည်ုပ်သားထောက်ပံ့မှုကိုရုပ်သိမ်းလိုက်ရင်အခြေခံစောက်အောင်စီမံကိန်းတွေဟာချက်ချင်းရပ်တန့်သွားမှာဖြစ်ပြီးပြေကတိထောက်ပေးတာတဲ့ဒါအပစ်စဲုံတွေဒါမရှိခဲ့ရင်စီးပွားရေးအများစုကအမောင့်တိကျသွားပါလိမ့်မယ်။နံပါတ်၄ရုရှား ရုရှားကိုသူ့ဘာသာသူအင်အားကြီးနိုင်ငံလို့မြင်ကြပေမဲ့ဖိတ်ဆိုရေးယူမှုတွေကအဲ့ဒီအမြင်ကိုပြောင်းလဲပစ်ခဲ့ပါတယ်။2022မှာယူကရိန်းကိုကျူးကျော်ပြီးနောက်ရုရှားကနောက်နိုင်ငံဈေးကွက်အများစုကိုဆုံးရှုံးခဲ့ပါတယ်။2023ခုနှစ်မှာရုရှားနဲ့တရုတ်ကြားကုန်သွယ်မှုဟာစံချိန်တင်အမေရိကန်ဒေါ်လာ140ဘီလီယံထိရောက်ရှိခဲ့ပါတယ်။တရုတ်ကခုရုရှားရဲ့ရေနံနဲ့တဘာဝတမွေကိုဈေးနှုန်းလျှော့ပြီးဝယ်ယူနေတာကြောင့်ခရမလင်အစိုးရကငွေကြေးထောက်ပံ့ပေးနေပါတယ်။အချိန်ထဲမှာတရုတ်ကားတွေစမတ်ဖုန်းတွေနဲ့အီလက်ထရောနစ်ပစ္စည်းတွေကအနောက်တိုင်းမတ်စိနေရာတွေမှာအစားထိုးဝင်ရောက်လာပါတယ်။ 2023ခုနှစ်မှာတရုတ်ကထုတ်လုပ်သူတွေကရုရှားစစ်ကွက်ရဲ့ထောက်ဝက်ကျော်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ Moscow Store အချိန်မှာရန်ွေဟာရောင်းဝယ်အများဆုံးနိုင်ငံခြားငွေကြေးဖြစ်လာပါတယ်။2023ခုနှစ်နောက်ပိုင်းမှာစုစုပေါင်းလေပတ်မှုရဲ့42ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ခဲ့ပြီးဒေါ်လာကိုကျော်လွန်သွားခဲ့ပါတယ်။ဒီလောက်ပြောင်းလဲမှုကပေကျင်းကိုရုရှားရဲ့ဗန်နာရေးတည်မြဲမှုအတွက်အဓိကဖြစ်စေခဲ့ပါတယ်။ဒီနေ့မှာကုန်သွယ်မှုအများစုကိုဒေါ်လာဒါမှမဟုတ်ယူရိုနဲ့မဟုတ်ပဲ ရန်နဲ့သာအခြေချဆောင်ရွက်နေပါတယ်။ဝေဖန်သူတွေကတော့မော်စကိုဟာဒီဆက်ဆံရေးမှာနောက်အခန့်မိတ်ဖက်ဖြစ်သွားပြီလို့ပြောကြပါတယ်။ပရင်မလင်နိုင်ငံရေးငွေကြေးလက်ပြောက်မှုတွေအတွက်တရုတ်ဗန်တွေပေါ်မိကိုနေရပါတယ်။ပီကျင်းကသာရုရှားရေးနံဝယ်ယူတာကိုရက်လိုက်ရင်အကြဟာချက်ချင်းပြိုလဲသွားပါလိမ့်မယ်။ပူတင်ရဲ့နိုင်ငံရေးတည်မြဲမှုတော့တရုတ်ရဲ့ထောက်ပံ့မှုမပါဘဲအနေနဲ့ရှိနိုင်ပါတယ်။ရရှားဟာအင်အားကြီးပုံရပေမဲ့သူရဲ့စီးပွားရေးကပေကျင်းနဲ့အကြီးကျယ်ချိတ်ဆက်နေပါတယ်။ရုပ်သာမရှိခင်ပိတ်ဆို့ရေးရမှုတွေအောက်မှာလည်းပတ်ဖို့ရုန်းကန်နေရပါလိမ့်မယ်။နံပါတ်3ပါကစ္စတန် ပါကစ္စတန်တရုတ်ရဲ့နိဒတ်ဆုံးမဟာမိတ်တွေကတခုဖြစ်ပြီးရာသီဥတုမရွေးမိတ်ဆွေလို့မကြာခဏခေါ်လေးရှိပါတယ်။တရုတ်ပါကစ္စတန်စီးပွားရေးစင်ကြံ CBEC ဟာတန်ဖိုးအပြည့်62ဘီလီယံလောက်ရှိပါတယ်။ CBEC ထဲမှာဝေပြလန်တွေ၊ပိုင်လိုင်းတွေ၊မြေထားလန်တွေနဲ့ဝါဒစိတ်ကန်းတို့ပါဝင်ပါတယ်။ပါကစ္စတန်အတွက်ဒါကဖွံ့ဖြိုးတိုးတက်မှုတသက်မဟုတ်ပါဘူး။ဒီမြေပေါ်အတွက်မဟာဗျူဟာတရက်လည်းဖြစ်ပါတယ်။နိုင်ငံဟာဆိုင်းရှားပါမှုနဲ့အလဲကျမီပြတ်တောက်မှုတွေကိုကြာရှည်စွာရင်ဆိုင်ခဲ့ရပါတယ်။ ရုပ်ကတိဆောင်ပေးတဲ့စာယူဝဲနဲ့ပေါ့ကာစင်လို့ဒါအပိစက်ရုံတွေကမိကိုမပြတ်အောင်ထိန်းထားပေးပါတယ်။ဒါရက်ရယ်လီယက်စစ်စီမံကိန်းနဲ့ပရာဂျီနျူကလ িয়ার တပောင်းဖို့တွေကလည်းရုပ်ရက်ကူညီနဲ့တိဆောင်ခဲ့တာပါ။သူတို့အလုံးပေါင်းလိုက်ရင်ပါကစ္စတန်မရှိမပြတ်လိုအပ်နေတဲ့မကဝတ်ထောင်ပေါင်းများစွာကိုထောက်ပံ့ပေးနေပါတယ်။ပင်ကပါကစ္စတန်စစ်တပ်ကိုတိုက်လျင်တွေဒရုန်းတွေနဲ့ရေတပ်တင်မော်တွေကိုလည်းထောက်ပံ့ပေးနေပါတယ်။ဒီလက်နက်တွေတော့မရှိခဲ့ရင်ပါကစ္စတန်ရဲ့ကာကွယ်ရေးကအများကြီးအားနည်းနေပါလိမ့်မယ်။ ငွေကြေးဘက်မှာတော့တရုတ်ကချင်းငွေတွေနဲ့ငွေကြေးလဲလဲနိုင်တွေကို2025ခုနှစ်ဇွန်လမှာပေကျင်းကအစ္စလာမဘတ်ကိုပေးစရာရှိတဲ့အမေရိကန်ဒေါ်လာ3.4ဘီလီယံကိုတရံတိုးပေးခဲ့ပါတယ်။ဒီလိုတရံတိုးတာတွေဒါမရှိခင်ပါကစ္စတန်ကရက်တဘတ်အနေနဲ့တွင်ဘဏ္ဍာငွေတွေကုန်သွားမှာပဲဖြစ်ပါတယ်။ TBEC ကတိုးတက်မှုရဲ့အင်ဂျင်တစ်ခုဖြစ်တယ်လို့ကြီးမားတဲ့အကျိုးဝင်တော့ဝင်ပို့တစ်ခုလည်းဖြစ်ပါတယ်။အဲမဲ့ပါကစ္စတန်ကိုမပြိုလဲအောင်ထိန်းထားပေးနိုင်တာကပေကျင်းရဲ့ငွေနဲ့နည်းပညာတွေပဲဖြစ်ပါတယ်။တရုတ်ကမရှိခင်မိပြတ်တောက်မှုတွေနဲ့အနာကြီးပြိုလဲမှုတွေကချင်းချင်းနောက်ကနေလိုက်လာပါလိမ့်မယ်။ တစ်ပတ်နဲ့လာဦးလာဝါတင်ခဲ့တဲ့ကုန်တွေပိတ်နိုင်ငံဖြစ်ပေမဲ့တရုတ်အကျွေးတွေပြီးနေပါတယ်သူရဲ့အများပြည်သူကြွေရဲ့တဝက်နီးပါးကိုပေကျင်းကိုပေးစရာရှိနေပါတယ်2021ခုနှစ်ဒီဇင်ဘာလမှာပြင်ချင်းကိုယူမင်းနဲ့ချိတ်ဆက်ပေးတဲ့လာဝါတရုတ်မီရထားလန်ဖွင့်လှစ်ခဲ့ပါတယ်မီလန်ကကုန်တွေကိုပြောင်းလဲပေးခဲ့ပေမဲ့လာဝါကိုဘီလျံနဲ့ချီတဲ့ကျွေးတွေနဲ့ကြံရစ်စေခဲ့ပါတယ်တရုတ်ရဲ့တောင်ပိုင်းတအားလိုင်းကလည်း2020ခုနှစ်မှာလာဝရတားအလိုင်းကုမ္ပဏီမှာ60ရာခိုင်နှုန်းထိရှယ်ယာပိုင်ဆိုင်ခဲ့ပါတယ်။ဟိုကမြန်တားအလိုင်းကွန်ရက်ကိုစီမံခန့်ခွဲဖို့အတွက်25နှစ်တက်တန်းရှိလုံပိုင်ခွင့်ကိုရရှိခဲ့ပါတယ်။ ဒီလိုရကလာအိုကိုချက်ချင်းကျွေးမဆက်နိုင်တာကနေရှောင်ရှားနိုင်စေခဲ့ပေမဲ့ပေကျင်းကိုစွန့်ရင်ပေါ်ထင်းကျုပ်ခွင့်ပေးလိုက်တယ်လို့ပါပဲဒီနေ့မှာနိုင်ငံရဲ့လျက်စစ်အားထောက်ပံ့မှုအများစုဟာပြည်ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိနေပါတယ်2023ခုနှစ်မှာငွေကြေးဖောင်းပွားမှုဟာပြန်ပြတ်300ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး2024မှာ20ရာခိုင်နှုန်းထပ်မှရှိနေပါသေးတယ်လာအိုရဲ့ဗန်ဒိုင်းအကျက်တဲ့ကြောင့်ပြည်ရဲ့ပြန်လည်ငွေကြေးထောက်ပံ့မှုကမရှိမဖြစ်လိုအပ်နေပါတယ်ပြင်ကအဓိကတော့ချက်တွေကိုကင်ထားတာကြောင့်နိုင်ငံဟာအထောက်ချအာဏာဆုံးရှုံးနေတယ်လို့ဝေဖန်သူတွေကပြောကြပါတယ်။ဒါအပိဆိုင်ုံကနေမြရထားလန်းအထိ ရေးကြီးတဲ့အခြေခံစာအုပ်တွေကိုတရုတ်ကုမ္ပဏီတွေကလွှမ်းမိုးထားပါတယ်။ပြည်ကျင်းသားထောက်ပံ့မှုကိုရုတ်သိမ်းခဲ့ရင်လာအိုဟာအကျိုးမဆက်နိုင်ပဲအခြေခံဝန်ဆောင်မှုတွေဆုံးရှုံးသွားပါလိမ့်မယ်။ရဲ့လက်ပတ်နေတဲ့နိုင်ငံတကူအပြည့်ရည်တည်ရှင်တန်နိုင်မှုကရုပ်ရည်မြေတန်းထောက်ပံ့မှုပေါ်မိခိုနေရပါတယ်။နံပါတ်၁မြောက်ကိုရီးယားမြောက်ကိုရီးယားဟာတရုတ်ပေါ်အများဆုံးမိခိုနေရတဲ့နိုင်ငံတကူပါပဲ။ရုပ်ရည်နိုင်ငံခြားကုန်သွယ်မှုရဲ့60%ခန့်တော့ဟာပေကျင်းကနေတဆင့်သွားပါတယ်။အစားအစာလောင်စာနဲ့စေဝါတွေအားလုံးဟာတရုတ်နယ်စပ်ကနေဝင်လာတာပဲဖြစ်ပါတယ်။ ဒါသာမရှိရင်နိုင်ငံဟာလာအတန်ကြာတွင်အငက်ဘေးနဲ့ရင်ဆိုင်ရပါလိမ့်မယ်။စေယုံတွေကတရုတ်ပစ္စည်းတွေကိုမိခိုနေရပြီးပုံရင်ကားတွေကတရုတ်ရင်နယ်နဲ့မောင်းနေနေရပါတယ်။ဆိုင်ပြိုးရေးအတွက်လိုအပ်တဲ့မြေဩဇာတွေတောင်ပေကျင်းကနေတင်သွင်းရပါတယ်။တရုတ်ကသူ့ရဲ့ဗီဒီယိုအာဏာနဲ့ကုလသမဂ္ဂမှာပြောင်းရွှေ့ကိုကောက်ွယ်ပေးထားပါတယ်။ဒါသာမရှိခင်ပိတ်ဆို့ရေးရမှုတွေကအစိုးရကိုလုံးဝပြိုလဲသွားစေပါလိမ့်မယ်။ပြည်ကကုန်သွယ်ကိုတင်ကျပ်လိုက်တဲ့အခါဈေးတွေတက်ပြီးပြက်လက်မှုတွေဖြစ်လာပါတယ်။ပြည်ကထင်ကြုံမှုတွေကိုလျှော့ချလိုက်တဲ့အခါဈေးကွက်တွေကပြည်စည်းတွေနဲ့ပြန်ပြေးလာပါတယ်။ ဒါကပေကျင်းကိုမြောက်ကိုရီးယားရဲ့ရည်တည်မှုပေါ့ဒါရိုက်ဩဇာကမ်းဘိုးဝင်ပေးတာပါလေခင်ဂျွန်ဟန်ဆိုရအောင်မတရုတ်ကခွင့်ပြုထားလို့သာရည်တည်နိုင်နေတာပါမြောက်ကိုရီးယားဟာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာရှိနေုံနဲ့မကပဲသူ့ရဲ့ပံ့ပိုးမှုနဲ့သာရည်တည်နေတာပါသူ့ရဲ့စီးပွားရေးနဲ့ဆိုရအောင်မပေကျင်းရဲ့အသက်သွေးကြောမပါပဲပြောလဲသွားပါလိမ့်မယ်ဗိုင်းအင်အားကြီးဆုံးနိုင်ငံဗီယက်နမ်ရဲ့ဩဇာလွှမ်းမိုးမှုဟာတဖြည်းဖြည်းကြီးထွားလာနေပါတယ်။ဒီအင်အားစုဟာစစ်အင်အားနဲ့တည်းမဟုတ်ပဲစီးပွားရေးနဲ့ငွေကြေးရေးသွေးတွေနဲ့ပါပုံပေါ်ထားတာပါ။အပေါ်မှာပေါ်ပြခဲ့တဲ့နိုင်ငံ9နိုင်ငံကတရုတ်နဲ့စီးပွားရေး ငွေကြေးနဲ့နိုင်ငံရေးအရမြင့်တွေ့နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။အာဂျင်တီးနာအသွေးရငွေကြေးတည်ငြိမ်မှုနဲ့ကုန်သွယ်ရေးဟန့်ချက်ညီစေဖို့ပြည်ရဲ့ရငွေအကူအညီနဲ့ယင်းနှုံးနဲ့မှုတွေပေါ်မိခိုနေရပါတယ်။ဇမ်ဘီယာကတော့နိုင်ငံရဲ့ဂျင်းနီပိုးကွန်ကနေရတဲ့ဝင်ငွေနဲ့ခြေကန်ဆောင်းအောင်စီမံကိန်းတွေအတွက်မြုပ်ချင်းငွေပေါ်များစွာမိခိုနေရပါတယ်။ယူဂန်နာကတော့တရားစင်မီလိုအချက်ဖြည့်ဆည်းပေးတဲ့ဒါအပိစယုံတွေနဲ့ကြားချိန်ကစောင်းအောင်စီမံကိန်းတွေကိုတရုတ်ရဲ့ယင်းနှမြုံနယ်မှုတွေနဲ့တိစောက်ထားတာပဲဖြစ်ပါတယ်။ရုရှားမှာတော့နောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်စီးပွားရေးရှင်တန်ရပ်တည်ဖို့အတွက် ရုပ်ရက်စွမ်းအင်ဝယ်ယူမှုတွေနဲ့ကုန်သွယ်ရေးပေါ်ကြီးကြပ်မိခိုးနေရပါတယ်။ပါကစ္စတန်ကတော့စီးပွားရေးနဲ့ကာကွယ်ရေးစနစ်တည်ဆောက်ဖို့အတွက် CPEC လိုမျိုးအကြီးစားစီမံကိန်းတွေပေါ်အားထားနေရပါတယ်။လာအိုကတော့အခြေခံဆောင်ပုံမျိုးတွတ်တက်ဖို့အတွက်ကြီးမားတဲ့တရုတ်အကြွေးတွေပြနေပြီးလာအိုရဲ့အချုပ်ချာအာဏာပေါ်တက်ရောက်မှုရှိလာနေပါတယ်။မြောက်ကိုရီးယားဟာသူ့ရဲ့စားနပ်ရိက်က73စီနဲ့ဈေးဝထောက်ပံ့မှု90ရာခိုင်နှုန်းကျော်ဟာတရုတ်စီကလာတာဖြစ်ပြီးနိုင်ငံရဲ့ရှင်းတဲ့ရည်တည်မှုကတရုတ်ပေါ်လုံးဝမီခိုးနေပါတယ်။ ဒီနိုင်ငံတွေရဲ့အခြေအနေကနေတရုတ်ဟာကမ္ဘာကြီးဆုံးနိုင်ငံဖြစ်သူရဲ့ဩဇာကိုဘယ်လိုမျိုးချဲ့တွေ့နေသလဲဆိုတာကိုသိတာစေပါတယ်။တရုတ်ရဲ့ငွေကြေးထောက်ပံ့မှုကုန်သွယ်ရေးနဲ့အခြေခံစောင့်ုံတွေဟာအခွင့်အရေးတစ်ခုလိုဖြစ်နေပေမဲ့တစ်ချိန်တည်းမှာပဲအခြားနိုင်ငံတွေရဲ့အကျိုးချအာဏာနဲ့လောလတ်စွာဆုံးဖြတ်နိုင်စွမ်းတွေကိုထိန်းချုပ်ထားတဲ့တွင်ဆက်တစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါဆိုရင်ဒီလိုမျိုးမိခုံမှုဆက်ဆံရေးဟာနိုင်ငံတွေအတွက်အကျိုးရှိနိုင်ပါသလား။အမမဟုတ်ကြီးမားတဲ့အနေရတစ်ခုလားဆိုတာစဉ်းစားစရာကောင်းတဲ့မိကုံးတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုတွေကကြောင်ရိုက်နဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွေးမြင်ကိုလည်း ကွန်မန့်မှာမှတ်ခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။